တရားမွားများခြင်းကြံပြီနေမဝင်မီအချင်းကြည့်လိုက်မှာအချင်းတန်မြာအနေပဲတွင်ကလွရာကြည့်ရာငိမ့်ရာချုပ်ရာဟုတ် းရလံရဖို့လိုပြီအခုကုရုဇင်အာလူသားရေအတွေ့အကျိုးမျောနှိုးသောတရားဓမ္မသေးတယ် ဓမ္မနုပဒနာနှစ်ချက်တော့တရားဓမ္မတွေအလုံးကိုခြုံပြီးတော့ဥပါဒณะခန္ဓာ၅ပါးဥပါဒณะခန္ဓာဆိုဥပါဒံရဲ့တဏှာဒိဋ္ဌိတို့ရဲ့အာယုံဖြစ်တဲ့ခန္ဓာကိုဥပါဒณะခန္ဓာလို့ခေါ်တယ်ခန္ဓာတိုင်းတဏှာဒိဋ္ဌိရဲ့အာယုံဖြစ်တာမဟုတ်ဘူးဘာဖြစ်လို့မဖြစ်လဲဆိုရင်မဆိုင်နဲ့ရှင်တဲ့ဝေဒနာခန္ဓာ၊တင်ညက်ခန္ဓာ၊သင်္ခါရခန္ဓာ၊ဝိညာဉ်နဲ့ခန္ဓာဆိုတာရှိတယ်။ဖို့ဆိုင်နဲ့ရှင်တာတွေရှိတယ်။ အဲ့ဒါတွေကြတော့လောကုတ္တရာစိတ်မှာရှင်းတာကြတော့ဥပါဒဏ်ရဲ့အာယုံမဖြစ်ဘူးလို့ပြောတာနော်ဒီနေရာမှာဝိပဿနာရှုရမယ်ဆိုရင်ဥပါဒဏ်ရဲ့အာယုံဖြစ်တဲ့ခန္ဓာမှာရရှုရမယ်ဆွဲလန်းတာကိုပဲအစွဲဖြုတ်ဖို့ကမ္မထန်ရှုခိုင်းတာငကောကမှမစွဲတာ ဖြုတ်เสียလို့ရလားလုံးငကောကမစွဲရင်ဖြုတ်เสียမလို့စွဲနေလို့ဖြုတ်ရတာဟုတ်ဒါကြောင့်မို့စွဲတဲ့နေရာပို့ပြီးတော့ရှုရမြတ်စွာဘုရား ဒီပုဂ္ဂိုလ်ဒီကမ္မထမ်းပေးတယ်ဟိုပုဂ္ဂိုလ်ဟိုကမ္မထမ်းပေးတယ်ဆိုတာသူဆွဲကြည့်ပေးတာပဲအရေးကြီးဆုံးကတော့အာအမြင်မာတာပြုတ်ဖို့ ਨੇ အတွေ့အတာပြုတ်ဖို့ဟာဒါအဓိကပဲဖြုတ်တယ်ဆိုတာပဲနီးနေဖြုတ်ဖြုတ်ပြုတ်သွားဖို့ပဲအရေးကြီးတာပဲမဟုတ်လားအေးခန္ဓာ၅ပါးဥပါဒณะခန္ဓာ၅ပါး ਨੇ ပတ်သက်ပြီးတော့ဘယ်ပုံရှုမလဲလို့ဆိုလို့ရှင်မြတ်စွာဘုရားကရှုခွက်ကလေး၃မျိုးပဲပေးထားတယ်ဣတိရူပံဟောရုပ်ဆိုတာဒါတွေခေါ်တာမသိတဲ့ဘူးလား ကိုယ်တဏ္ဍာမှာဖြစ်နေတဲ့ကမ္မထရှုမှတ်နေတဲ့အချိန်ကဓာယုတ်လားဓာနံလားဆိုတော့သူတ္တမယဉဏ်နဲ့သိထားဖို့လိုတာပေါ့နော်။ဥမာပဲထွက်လေဝင်လေလေးကိုရှုနေတယ်။ဩလီလေးကဝါယောဖုဒ္ဓဘယုတ်ပဲယုတ်ကလေးပဲ။ဝါယောဖုဒ္ဓဘယုတ်ကလေးကလာလာထီးတဲ့နေရာလေးကကာမတာရယုတ်ကလေးပဲ။ဝါယောဖုဒ္ဓဘယုတ်ဆိုတာသူတူတည်းရှိတယ်သူတခုတည်းနေတာမဟုတ်ဘူး။သူနဲ့အတူတကွာအထက်ကလေးရှစ်ခုသူပါပါဝင်အထက်ကလေးရှစ်ခုပါနေတယ်။ဟုတ်ကဲ့လား။ ရုပ်ရှိခုအပေါင်းကလေးဖြစ်တယ်အဲ့ဒီထဲမှာဝါရောလွန်ကဲနေတယ်ကာယပဒါရယုံမှာရုပ်ဆယ်ခုရှိနေတယ်အ ਨੇ ဆုံးဩဝါရောဘုရားဘယုံနဲ့ကာယပဒါရလေးနဲ့လာထိတာအဲ့ဒီဝါရောဘုရားဘယုံဆိုတာလေလေလေးဟာအရာစကားနဲ့ပြောမယ်ဆိုရင်ဝင်တဲ့ခါမှာရှူသွင်းလိုက်တဲ့လေလေးဟာယုတ်တရားလေးပဲတဘာဝအားဖြင့်အပြစ်လို့ယုတ်တရားတော့ဆိုတာပြောင်းလဲပျက်စီးတယ်လို့ယုတ်တရားဒါလေးကဒီတိုင်းမြဲနေမှာမဟုတ်ဘူးပြောင်းလဲပျက်စီးတယ်ဒါကြောင့်ယုတ်လို့ခေါ်တာ နောက်ကာပတာရနှာတိပြမှာရှိတဲ့အသားဆိုင်လေးကလည်းပြောင်းလဲပြည့်စုံတယ်ဒါမှမဟုတ်သူကရုပ်အဲ့ဒါလေးနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာထိတိဆိုတဲ့စိတ်ကလေးပေါ်လာတယ်ဒါကြတော့နာရုပ်တရားလေးတွေနံတရားလေးတွေဖြစ်ပေါ်လာတာအော်ဒါဟာရုပ်ပဲလို့ဒီလိုသိတာဒါဖြင့်ဒီရုပ်ကလေးဘာကြောင့်ဖြစ်တာလဲဆိုတော့အကြောင်းပစ္စကကိုယ်တိုင်သိတဲ့အကြောင်းလေးဒီဝါယောကဘာကြောင့်ဖြစ်တာတော့ဆိုစိတ်တစဝါယောလို့ပြောတယ်စိတ်ကြောင့်ဖြစ်လာတာထက်လီဝင်လေးဆိုတာစိတ်နဲ့ဆက်ဆက်ပြီးတော့နေလို့စိတ်တစဝါယောလို့ခေါ်တယ် ဲ့ဒါကြောင့်လို့စိတ်ချမ်းဖြစ်တယ်သူအကြောင်းကိုသိတယ်ရူပတ္တသမှုရယောဖြစ်ကြောင်းတရားကိုလည်းသိရမယ်ရူပတ္တအထင်ငမုံချုပ်သွားတာသို့မဟုတ်ချုပ်ကြောင်းကိုလည်းသိရမယ်ဒီ၄ဒီ၃ခုရှုထောင့်၃မျိုးကသိဖို့လိုတယ်ဒါရုပ်ခဲဆိုတာသူ့သဘာဝကိုလည်းသိရမယ်ရုပ်ဖြစ်ကြောင်းတရားကိုလည်းသိရမယ်ရုပ်ပြတ်သွားတာကိုလည်းသိရမယ်သို့မဟုတ်ဖြစ်လာတာကိုလည်းသိရမယ်ချုပ်သွားတာကိုလည်းသိရမယ်ဒါပြောဒါရူပခန္ဓာနဲ့ပတ်သက်ဝေဒနာခန္ဓာနဲ့လည်းပတ်သက်ပဲဒီတိုင်းပဲဝေဒနာဆိုတာဒါ သူ့တဘာဝကိုသိဘာကြောင့်ဝေဒနာဖြစ်တယ်ဆိုတာသိရမယ်ဘာကြောင့်ဝေဒနာချုပ်သွားတယ်ဆိုတာသိရမယ်သို့မဟုတ်ဝေဒနာဖြစ်လာတာကိုလည်းသိရမယ်ဝေဒနာ ပြတ်သွားတာကိုလည်းသိရမယ်ဟောသုံးသုံးခုပေးထားတယ်မြတ်စွာဘုရားသင်္ညခန္ဓာထို့တူသင်္ကာရခန္ဓာထို့တူဉာဏ်ခန္ဓာထို့တူတစ်ခုစီတစ်ခုစီရှုမှတ်ပြီးတော့ဥပါရณะခန္ဓာနဲ့ပတ်သက်ပြီးတော့ဓမ္မ ानु ပတ္တနာတဲ့ဒါပြင်ကာယ ानु ပတ္တနာတော့ကလည်းယုတ်တည်ပဲမဟုတ်လားဘာများထူးတော့လို့မေးလို့ရှိရင်ရှုပုံဉာဏ်နဲ့ကြွားသွားတယ်ပေါ့ အခုဓမ္မနုဘဒနာရှုတဲ့အခါကျတော့ကြည်ရုပ်ကိုရှုတယ်ဆိုရင် point 3ခုပဲပေးတယ်ဟုတ်ကဲ့လားဒါဟာရုပ်ပဲဒါကရုပ်ဖြစ်ခြင်းအကြောင်းပဲဒါကရုပ်ချုပ်ခြင်းအကြောင်းပဲသို့မဟုတ်ဒါကရုပ်ရဲ့ဖြစ်မှုပဲဒါကရုပ်ရဲ့ချုပ်သွားမှုပဲလို့ဟောတယ်လို့အချက်၃ချက်ကိုဥတည်ပြီးတော့ဓမ္မနုဘဒနာကျတော့ဟောတယ်လို့ဒီလိုမှားတခါတည်းရန်ကြတော့တဘာဝတရားချင်းတူပြီမဲ့လို့ဆောင်ရွက်ပုံဆောင်ရွက်တဲ့နီလန်အဲ့ဒီပုံပန်းတဏ္ဏလေးတွေကကွဲပြားခြားနားမှုတွေရှိတယ်ပေါ့နော်။ကောင်းပြီ ဟောဒီဥပါရဏခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့လည်းပဲမြတ်စွာဘုရားကဥပါရဏခန္ဓာ၅ပါးလို့ဆိုတဲ့ဓမ္မကိုတတိနဲ့မှတ်ယူပြီးတော့အသိဉာဏ်နဲ့မှန်မှန်ကန်ကန်သိအောင်ဖန်တထထကြည့်ရမယ်အဲ့ဒါလို့ကြည့်တဲ့အခါမှာတဲ့မိမိတဏ္ဍာမှာဖြစ်တာပဲဖြစ်စေသူတော်ဘာတဏ္ဍာမှာပဲဖြစ်စေမိမိတဏ္ဍာတလဲသူတော်ဘာတဏ္ဍာတလဲပဲဖြစ်စေပေါ့ကြည့်ရှုသုံးသပ်ရမယ်အဲ့လိုကြည့်ရှုသုံးသပ်တဲ့အခါမှာဖြစ်မှုတွေကိုလည်းသိလာမယ်ပြက်မှုတွေကိုလည်းသိလာမယ်အဲ့ဒါလို့သိလာပြီးတော့ အသိစိတ်လေးဟာတတိလေးဟာဟောဒီဓမ္မလို့ဆိုတဲ့ခန္ဓာလို့ခေါ်တဲ့ဒီဓမ္မပေါ်မှာပဲယက်တီလာလိမ့်မယ်တဲ့အဲ့ဒီလိုယက်တီလာတဲ့ဟာဘာအတွက်ယက်တီလာတော့လို့ဆိုဉာဏ်ဖြစ်ဖို့နဲ့တတိတွေတိုးပွားဖို့ပဲယက်တီလာတယ်တဏ္ဍာဒိဋ္ဌိကိုလုံးဝမိွယ်ခြင်းမရှိလို့မိမိရဲ့စိတ်လေးဟာတဏ္ဍာဒိဋ္ဌိဆိုတဲ့ဆုတ်ကင်ထားတဲ့အတွေ့အတာတွေအားလုံးကနေပြီးတော့ဒီအစွဲလန်းတွေအားလုံးကနေလွတ်သွားနိုင်ပါတယ်အစွဲလန်းတွေကင်းပြီးတော့လွတ်မြောက်သွားနိုင်တယ် ဆိုလိုတာကဘယ်ချင်းစင်မဲ့ချင်းချင်းအရတ္တမဲ့ရတ္တဖို့ရောက်သွားတာကြီးပဲသို့တော့လူတိုင်းရောက်ကြလားဆိုမရောက်ဘူးဘာဖြစ်လို့မရောက်လဲလူတွေရဲ့အရေးချင်းချင်းမတူဘူးလေဟုတ်ကလားရသော်ဘုရားကတော့လမ်းညွန်လိုက်တာအစအဆုံးလမ်းညွန်တာပဲရောက်တဲ့လူရောက်သွားတယ်မရောက်တဲ့လူမရောက်ဘူးဒါနဲ့ပတ်သက်ပြီးတော့ပုံနာဤတယောက်ကရသော်ဘုရားကိုမေးတယ်မေးခွန်းတစ်ခုရှိတယ်အရှင်ဘုရားကနိဗ္ဗာန်ရောက်ကြောင်းတရားကိုလည်းဟောတယ်နိဗ္ဗာန်ကိုဆိုတာကိုလည်းဟောတယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်အလုံးကနိဗ္ဗာန်ရောက်ကြလားတဲ့သူမေးပုံကနော် မြတ်စွာဘုရားအဲ့တော့ငါပြောမယ်တဲ့မင်းကရာဇဂျိုးပြင်းနေတာဆိုတော့ရာဇဂျိုးလမ်းကောင်းကောင်းသိတာပေါ့တဲ့သိပါတယ်ကဲရာဇဂျိုးမျိုးကြီးလည်းရှိတယ်မင်းကလည်းပဲဘယ်ကနေသွားဆိုပြီးတော့လမ်းညွှန်လိုက်တယ်အဲ့လိုလမ်းညွှန်တဲ့အထက်မဲမင်းပြောတဲ့အတိုင်းသွားတဲ့လူကရောက်တယ်သို့မဟုတ်နောက်ပြန်ပြီးတော့ရှောက်တဲ့လူကရောက်ရလားတဲ့မရောက်ဘူးအဲ့ဒါဆိုလို့ရှိရင်ရာဇဂျိုးပြင်းကြီးလည်းရှိတယ်သွားရလမ်းလည်းရှိနေတဲ့တဲ့ဘာဖြစ်လို့ဒီကောင်မရောက်တာတော့ဆိုဒါကသူနဲ့မဆိုင်ပါဘူးတဲ့ဒီကောင်မသွားလို့မရောက်တာပါတဲ့ အေးအဲ့အတိုင်းပဲတဲ့ငါဟောတဲ့တရားပဲတဲ့ငါလည်းမဆိုင်ဘူးတဲ့ကျင့်တဲ့လူနဲ့ဆိုင်ဟုတ်ကဲ့ကျင့်တဲ့လူနဲ့ဆိုင်တယ်လေဒါဖះရတော့လမ်းချပေးတာပဲလေသွားတဲ့လူမှရောက်မှာပေါ့သွားတာတောင်မှပဲတဝဲတစ်ပြက်နဲ့ရက်နေပဲရောက်မလဲခကြီးကတခါလေးရှည်ခြင်းရှည်ပဲပေါ့ဟုတ်ကဲ့လားဘာလို့ဆိုတော့အတိညာစွာသတိစွာဆိုတာတူနဲ့တူတူတာမဟုတ်ဘူးလေမတူတာကိုသွားပြီးတော့ဟုတ်လားသူက10မိနစ်နဲ့ရောက်တယ်ငါလည်း10မိနစ်နဲ့ရောက်ရမယ်လို့ဒီလိုလို့ရမလားလူတွေရဲ့အတိညာစွာအားတွေက မတူကြဘူးပေါ့မတူတော့တတိဆွမ်းအားတွေညာဆွမ်းအားတွေ ਨੇ တွားရတာဖြစ်ပြီးတဲ့ကြောင့်ဆွမ်းအားထက်ပြီးတဲ့ပုဂ္ဂိုလ်ဆိုရင်မရောက်တယ်ဆွမ်းအားထက်ပြီးတဲ့ပုဂ္ဂိုလ်ဆိုမရောက်ဘူးသို့သောတွားနေရင်တော့ရောက်လာမှာပါပဲရတ္တမဏိနဲ့ပေါ့ဒီဘဝမှာဒီလောက်ပေါက်တယ်နောက်ဘဝကျနောက်ဒီတဲ့ပို့ပေါက်သွားမှာပေါ့အကယ်၍မတွားဘူးနောက်ပြန်လျှောက်နေရင်တော့ဝေးတယ်ဝေးမှာပဲတတ္တဝါတွေဆိုတာနောက်ပြန်လျှောက်တာများတယ်လေကြောခိုင်းလိုက်တာများတယ်ကြောခိုင်းပြီးတော့လျှောက်ကြည့်ပါလားဘယ်ရောက်မလဲညဏ်မှုဘုဂ်ကအမတန်အရေးကြီးတာနော် မြတ်စွာဘုရားတရားတော်ကိုမျက်နှာမူပြီးတော့လုံနေတာဟာကျင့်နေတာပဲအဲ့တော့ကျင့်နေရင်တလန်းလျှောက်ရင်တလန်းနှီးတာပဲနှစ်လန်းလျှောက်နှစ်လန်းနှီးတာပဲအေးနောက်ပြန်ဆိုရင်တလန်းလျှောက်ရင်တလန်းဝေးတော့မှာပဲခန္ဓာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဒုတိယဟောတယ်နောက်တတိယကျတော့အာယတန6ပါအာယတန12ပါးနဲ့မြတ်စွာဘုရားဟောတယ်အာယရဏ12ပါးနဲ့ပတ်သက်လာတဲ့အခါကျတော့ရှိမပုံလေးတွေမျိုးပေးတယ်မြတ်စွာဘုရားအလုံးအာယရဏ12ပါးဆိုတာကုသဏမှာရှိတာလေးကိုစဉ်းစားကြည့် ုသန္တမှာအစင်းအာယုံကိုမြင်ရတဲ့မျက်စိရှိတယ်အတန်ကိုကြားတဲ့နားရှိတယ်နော်အနံ့ကိုရှုရတဲ့နှာခေါင်းရှိတယ်ဒါအရာစကားနဲ့ပြောတာပေါ့နော်အဲ့တော့အစင်းကိုမြင်တဲ့မျက်စိဆိုဘယ်နှခုလဲအစင်းကတစ်ခုမျက်စိကတစ်ခုနှစ်ခုမနေဘူးလားမျက်စိအစင်းကအာယုံမျက်စိကဟိုထိုအာယုံကိုခံယူတဲ့ပတ္တာရုပ်ပေါ့ဝဋ္ထုရုပ်ပေါ့နော်ဝဋ္ထုနဲ့အာယုံတို့ဒီလိုဆိုလိုတာပေါ့ဒီနှစ်ခုတိုက်မှမြင်သိစိတ်ပေါ်မှာဟို အဲ့တော့မျက်စိလည်းရှိရမယ်အဆင်းအာယုံလည်းရှိရမယ်အဆင်းအာယုံကမျက်စိပေါ်လားထင်မှမြင်သိစိတ်ဆိုတော့ပေါ်တာဟုတ်အဲ့တော့ခေါင်းကြီးတို့တွေမျက်စိရှိတယ်မြင်စရာအာယုံလည်းရှိတယ်နားရှိတယ်အသံရှိတယ်ဟောနှစ်ခုစီနှစ်ခုစီသွားမှာနော်နှာခေါင်းရှိတယ်အနားအာယုံရှိတယ်လျှာရှိတယ်အရသာကိုခံယူနိုင်တယ်ကာယ body ဆိုတာရှိတယ်အထီးတွေ့အာယုံရှိတယ်စိတ်ရှိတယ်သိစရာအာယုံတွေရှိတယ်ဟောပေါင်းလိုက်တော့အာရဏ၁၂ပါးဆိုတာဒါပြောတာပဲ အတွင်းအာရဏနဲ့အပြင်အာရဏသို့မဟုတ်အခန္တနဲ့အတိုက်တက်ပေါ့အဲ့လိုပြောခြင်းပြောအာယုံကိုဗိဒ္ဓာယတနာလို့ခေါ်တယ်ဒီအတွင်းကအခန္တကိုအစ္စတိကာယတနာလို့ခေါ်တယ်အဲ့လိုပေါ်လာတဲ့အခါမှာမျက်စိအစင်းအာယုံလေးပဲကြည့်ကြည့်ရမှာကဘာတော့လို့ဆိုလို့ချင်းအေးငါမှမျက်စိလို့ဆိုတဲ့ပတာရယုတ်ကလေးရှိတယ်ရူပယုံဆိုတဲ့မျက်စိနဲ့မြင်စရာအာယုံကလေးရှိတယ်အဲ့ဒါနှစ်ခုကိုအကြောင်းပြုလာတဲ့တန်ရောစင်ဆိုတာငါမှရှိတယ်တန်ရောစင်ဆိုတာအဲ့နောက်မှလာတာပဲ မမြင်ဘူးပဲနဲ့တန်ရစဉ်ဖြစ်ပါအောင်မျက်စိကနှစ်သက်စရာအာယုံလေးကိုမြင်လိုက်တယ်ဟုတ်လားအဲ့ဒီနှစ်ခုကိုအကြောင်းပြုတာမြင်စရာအာယုံရဲ့မျက်စိရဲ့အဲ့ဒီနှစ်ခုကိုပေါင်းပြီးတော့ပြတာမှုလေးပေါ်မလာဘူးလားဒါမြတ်စွာဘုရားကအရေးကြီးတာကိုဖြတ်ပြောလိုက်တာနော်အရေးကြီးတာကိုဖြတ်ပြောတာအစင်တိုင်းပြောနေလို့ရှိရင်ဒီနေရာမှာလူရင်းမရောက်မှဆိုလို့အစင်တိုင်းပြောရင်ဘယ်လိုပြောမလို့ဆိုရင်မျက်စိနဲ့ရူပယုံအစင်အာယုံလေးကမျက်စိကိုလာတိုက်ရင်မြင်သိစိတ်ပေါ်မယ်ဟုတ်လားမြင်သိစိတ်ပေါ်ဒီသုံးခု တိန်တန်သင်္ကတိဖတ်တော့ဆိုဖတ်တတ်လာမယ်ဟုတ်ကဲ့လားမျက်စိရဲ့အစင်းအာယုံရဲ့မြင်သိစိတ်ရဲ့ပေါင်းလိုက်တဲ့အခါဖတ်တတ်ဖတ်တတ်ပြီเสียဝေဒနာဝေဒနာလာမယ်ဝေဒနာပြီเสียတဏတဏပြီเสียဥပါဒိလို့လာမှာပေါ့အဲ့ဒါကိုမြတ်စွာဘုရားကတာယောဇဉ်လို့လှမ်းပြောလိုက်တဲ့ဖတ်တာတွေပါတွေပေးမြုပ်ထားလိုက်ပြီမျက်စိရှိလို့မြင်စရာတွေမြင်တယ်မြင်လို့တာယောဇဉ်ဖြစ်တယ်ကြားလို့တာယောဇဉ်ဖြစ်တယ်အနံ့ရလို့တာယောဇဉ်ဖြစ်တယ်တာယောဇဉ်ဖြစ်တာမျက်စိကမြင်ပြီးတော့မြင်တဲ့တာယောဇဉ်လေးဖြစ်တယ်အဲ့ဒါလို့ဖြစ်လာတဲ့တာယောဇဉ်ဟာ ဘာကြောင့်ဖြစ်တာလဲဒါရှုမှတ်ရမှာခဏအကြောင်းမပါဘဲနဲ့မရှိဘူးเนาะခဏကမျက်စိဆိုတာလည်းသိရမယ်အဆင့်အာယုံဆိုတာလည်းသိရမယ်အဲ့ဒီနှစ်ခုအကြောင်းပြုပြီးတော့တန်ရောစဉ်ပေါ်လာတာလည်းရှိရမယ်အဲ့ဒီတန်ရောစဉ်ကို ဘယ်နည်းနဲ့ဖယ်ရှားရမလဲဒီတန်ရောစင်ဟာဘာကြောင့်ဖြစ်လာရသလဲမျက်စိနဲ့စုံတိုင်းတန်ရောစင်ဖြစ်ပါမလားမဖြစ်ဘူးအဲ့တော့ဘာကြောင့်ဖြစ်လာသလဲဖြစ်လာတာကိုဘာနဲ့ဖယ်ရှားမလဲအကျဉ်းမဲ့ဖြတ်တောက်ဖို့ဘာနဲ့လုပ်ရမလဲဆိုဒီအချက်တွေကိုအလေးနဲ့ထားပြီးတော့ဆင်ញင်သုံးသပ်ရမယ်ဒါအနုပတနာလို့ခေါ်တယ်ဒါအာရဏနဲ့ပတ်သက်ပြီးတော့အဲ့ဒီလို12မျိုးစလုံးကိုအတွဲလိုက်အတွဲလိုက်အဲ့ဒီလိုရှုမြင်သုံးသပ်သွားမယ်ဆိုလို့ရှိရင်ဒါဓမ္မနုပတနာပဲတဲ့ခုနကအစ္ဆတာပဲဖြစ်စေဗုဒ္ဓပဲဖြစ်စေရှုပါတဲ့ အကြောင်းတရားတွေကိုလည်းမြင်လာလိမ့်မယ်အကျိုးတရားတွေကိုလည်းမြင်လာလိမ့်မယ်နောက်ဆုံးကကိုရှုမှတ်နေတဲ့အာရဏလေးပေါ်မှာတတိဆွမ်းအားတွေထက်လာလို့ရှိရင်အဲ့ဒီတတိဆွမ်းအားဟာဟောဒီအာရဏပေါ်မှာတည်ငြိမ်ပြီးတော့အတိညာတက်ဖို့နဲ့တတိတရားတွေတိုးပွားလာဖို့ပဲရှိလိမ့်မယ်တဏှာတွေးတွေဒိဋ္ဌိတွေးတွေမဝင်ဘူးတဲ့ဒီမှာဟုတ်ကဲ့လားမဝင်သေးတဲ့အတွက်ကြောင့်နောက်ဆုံးမှာလောကကြီးတစ်ခုလုံးမှာဘာမှဆွဲလန်းစရာ တတ်မဲ့ဆရာမရှိတော့ဘူးအစွဲပြုတ်သွားတယ်အစွဲပြုတ်သွားတာနဲ့တပြိုင်နက်စိတ်ကလေးကလွတ်သွားပြီလို့စိတ်ကလေးလွတ်သွားပြီဆိုတာရဟန္တာဖြစ်သွားပြီထီအောင်ပြောတာပဲသို့သောမကျင့်လို့ရှိရင်အဲ့ဒီထီအောင်တော့မရောက်ဘူးပေါ့နော်တရားတိုင်းတရားတိုင်းဟာအဲ့ဒါနဲ့ပဲအဆုံးသတ်တယ်မဟာသတိပ္ပံတော့ဒီလမ်းကြောင်းလေးပဲမြတ်စွာဘုရားပေးတာအဲ့တော့ဘယ်ရှုတော့ကသွားသွားဒီရောက်မှာပဲလမ်းဆုံးကနာဂိဉ္စီလောကီလောကီလောကကြီးမှာဂိဉ္စီဘာကိုမြတ်နာဥပါရိယတိမစွဲတော့ဘူး ဘုန်းကြီးတို့တွေကတခုလွတ်လိုက်ရင်နောက်တခုဆွဲတာလေဟိုကကြတော့ဆွဲစရာဆိုတာလုံးဝမရှိတော့ဘူးဒီလိုဖြစ်ရအေးကောင်းပြီဒါအာရဏနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှုဖို့ရှုနည်းနံပါတ်3အနေနဲ့ဟောတယ်နံပါတ်4အနေနဲ့ကဘာဟောလဲလို့ဆိုဘုဇင်ဘုဇင်ဆိုတာဘောဓိအင်ကတိတတ်တဲ့ပုဂ္ဂိုလ်သို့မဟုတ်အတိညာတဘာဝတရားအလုံးစုပေါင်းပြီးတော့ဉာဏ်ရဲ့အရာတွေအလုံးတိတတ်တဲ့ပုဂ္ဂိုလ်ရဲ့ဒီကြောင်အင်္ဂါယတ္တိထောက်ပံ့အင်္ဂါယတ္တိအဲ့ဒါကိုဘုဇင်ကလို့ခေါ်တယ်အဲ့ဒီဘုဇင်ကလို့ဆိုတဲ့ တရားက9မျိုးရှိတယ်အားလုံးသိတဲ့အတိုင်းနံပါတ်1ကတတိနံပါတ်2ကဓမ္မဝိဇ္ဇာဆိုတာဓမ္မတွေကိုစင်ကျင်သုံးသပ်တဲ့အသိညာနောက်ဝီရိယအကုသိုလ်တွေဖယ်ရှားဖို့ကုသိုလ်တွေပြည့်ဝဖို့ကြိုးစားအထောက်မှုပိဋိစိတ်ထဲမှာကျေရဓမ္မနဲ့ကျင့်တတ်နေတဲ့ပတ္တတိကိုရောစေရောငြိမ်းအေးသောမှုတမာရီစိတ်ကလေးငြိမ်းနေမှုဥပိ္ပခာသဘာဝတရားအလုံးဟာ balance ဖြစ်ပြီးတော့တဏှီနဲ့ဆောင်ရွက်နေမှုတဲ့ဟောအလုံးပေါင်းလိုက်တဲ့အခါကျတော့ခုနှစ်ခုရှိတယ် ဲ့ဒီခုနှစ်ခုနဲ့ပတ်သက်ပြီးတော့ဒါဖြင့်မြတ်စွာဘုရားကဒီဘုဆင်တွေကိုဘာဖြစ်လို့ကမ္မထမ်းရှုဖို့အနေနဲ့ဓမ္မနုပဒနာနဲ့ထည့်ပေးတော့ဒါတွေကအရေးကြီးတယ်လေကုသဏ္ဏမှာခုနကဒီအနောက်ရက်ပေးမဲ့နေဝရဏတွေကိုသိဖို့အရေးကြီးတယ်လို့ကောင်းတဲ့အခြေအနေတွေရှိမရှိသိဖို့အရေးမကြီးဘူးလားကြီးတယ်အဲ့တော့နံပါတ်1ကကြည့်ရမှာကြည့်ငါတန်တံမှာတတိတံဘုဆင်အတိညာဉ်ကိုဖြစ်ပေါ်စေနိုင်တဲ့တတိတရားရှိရလားဒါစဉ်းစားတင်းလို့ကြည့်ပါဦး ဲ့တော့ရှိမရှိမသိပဲနဲ့ဘယ်လိုလုပ်ပြီးတော့တိုးအောင်လုပ်လို့ရမလဲမရနိုင်ဘူးเนาะအဲ့ဒါကြောင့်မလို့ရှိသလားလို့လည်းစဉ်းစားမရှိဘူးလားဆိုတာလည်းစဉ်းစားဒါဖြင့်ရှိလာအောင် မရှိသေးရင်ရှိလာအောင်ဘယ်လိုလုပ်မလဲရှိပြီးလို့ရှိရင်တိုးလာအောင်ဘယ်လိုလုပ်မလဲဟောပွိုင်လေးခုပေးထားတယ်ငါတဏ္ဍာမှာတတိတံမုစင်ရှိသလားရှုမှတ်ရမယ်မရှိဘူးလားရှုမှတ်ရမယ်အဖြေကမရှိသေးဘူးဆိုတော့အဖြေထွက်လို့ရှိရင်ရှိအောင်ဘယ်လိုလုပ်မလဲရှိတယ်လို့အဖြေထွက်တယ်ဆိုလို့ရှိရင် တွောအောင်ဘယ်လိုလုပ်မလဲအကယ်၍ဆင်ញင်သုံးသပ်မကြည့်ဘူးဆိုရင်ဒီအချက်တွေသိပါမယ်ဒီလိုတိမ်မွေးတဲ့သဘာဝတရားကိုမပြောနဲ့ကိုယ့်အိမ်မှာဘာရှိတယ်လဲရှိတယ်လားမရှိဘူးလားဆိုတာအမှတ်တမဲ့နေရင်သိပါမလားကိုယ့်အိမ်မှာရှိမရှိသိအောင်စူးစမ်းရတယ်လို့ပဲကိုယ်တဏ္ဍာမှာဓာတ်ရှိမရှိသိအောင်မစူးစမ်းတယ်မို့လားဒါကြောင့်မို့လို့99ပါးကိုလည်းရှုမှတ်ပွားများဖို့ဆိုပြီးတော့မြတ်စွာဘုရားဒါကိုခေါ်တာချင်း